အားလုံးပဲမင်္ဂလာပါရှင်။စေဝသုဒ္ဓခန္ဓာအနေကျိုးဆိုပါရစေ။ဒီယခုတစ်ပတ်ကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာတော့ဒီပချိတ်ရောင်ကားခွေဈေးကိုအဲဒီလူကြီးတွေရောထိုးလို့ရလားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးရောမျှဝေပေးသွားမှာဖြစ်ပါရစေ။ကျွန်မနာမည်ကဒေါက်တာညင်ကိခိုင်ဖြစ်ပါရစေ။စေဝဗေဒတုခုဆရာဝန်တယောက်ဖြစ်ပါရစေ။အဒီပချိတ်ရောင်ယောဂဆိုတာဘာလဲပေါ့နော်ပချိတ်ရောင်ယောဂဆိုတာကတော့ဒီလူနာတွေမှာအဒီ ဒီပါဇက်ပေါ့နော်ပါဇက်နောက်ဘက်ကတတိကလန်းနေရောင်ရမ်းမှုတွေဖြစ်တာလူနာဖျားတာမျိုးတွေအဲခေါင်းမူတာမျိုးတွေအဲဒါအပြင်ပေါ့နော်ခေါင်းကိုက်တာမျိုးတွေမောပန်းတာမျိုးတွေအဲဒီအဆရှိသည့်ဖြစ်ပေါ့နော်လက္ခဏာတွေဖြစ်ပေါ်စေနိုင်တဲ့ယောဂတမျိုးဖြစ်ပါလိမ့်ရှင် ကျမတို့ကဒီပချိတ်ရောင်ယောဂကိုကာကွယ်လို့ရလားဆိုတော့ကာကွယ်ဆေးတွေရှိနေပါပြီရှင်မြန်မာနိုင်ငံမှာဆိုရင်တော့ဒီ MMR ပေါ့နော် MMR ဆိုတဲ့ကာကွယ်ဆေးရှိတယ်လို့ MMRV လို့ခေါ်တဲ့ကာကွယ်ဆေးတွေရှိပါတယ်ရှင်သူကတော့ဗာလဲဆိုတော့ဝတ်သက်ရဲ့ဒီပချိတ်ရောင်ရဲ့ပေါ့နော်နော်ပြီးရူဘဲလာဆိုတဲ့ဒီရူဘဲလာယောဂပေါ့နော်ကျမရူဘဲလာဆိုတဲ့ဒီခြိုက်တိုးယောဂပေါ့ကာခြိုက်တိုးယောဂတွေကိုကာကွယ်ပေးနိုင်တယ်ကာကွယ်ဆေးအပြင် MMRV လို့ခေါ်တဲ့ဒီ varicella ဆိုတဲ့ဒီယောဂကိုလည်းကာကွယ်ပေးနိုင်တယ်ကာကွယ်ဆေးဆိုပြီးတော့ထိုးပေးနေရဖြစ်ပါတ ရှင်ဒီကလေးတွေဆိုရင်ပေါ့เนาะကျမတို့ကအသက်ဒီ12လကနေပြီးတော့ပေါ့เนาะဒီ15လအတွင်းကိုထိုးပေးလို့ရတယ်ဒါအပြင်ဒီကလေးပေါ့เนาะ၄နှစ်ကနေ6နှစ်အတွင်းကိုထိုးပေးလို့ရပါတယ်ရှင်ဒီကလေးတွေဆိုရင်တော့ဒီ MMR vaccine ကမဖြစ်မနေထိုးထားသင့်ပါတယ်ရှင်ဒါပေမဲ့ဒီပေါ့เนาะဒီမိခွန်းလေးမှာဆိုရင်တော့ဒီကာကွယ်ဆေးကိုပေါ့เนาะဒီကာကွယ်ဆေးကိုလူကြီးတွေရောထိုးလို့ရလားဆိုတော့ထိုးလို့ရပါတယ်ရှင်အထူးသဖြင့်ပေါ့เนาะဒီ MMR vaccine ကိုအဓိကအဖြစ်ဒီဝက်သက်ဒီဂျိုက်တိုးတွေပေါ့เนาะအ ဒီပချိတ်ရောင်းတာတွေတခါမှမဖြစ်ဘူးတဲ့လူတွေမှာဆိုရင်เนาะဒီ MM မှာ vaccine ကိုထိုးပေးလို့ရပါတယ်ရှင်။ ဘာဖြစ်လို့လဲဆိုတော့ဒီကာကွယ်ဆေးကဒီခန္ဓာကိုယ်ရဲ့ဟိုပေါ့နော်အာဒီယောဂပိုးအနေငယ်ကိုထည့်ပြီးတော့ခုခံအားရရှိအောင်လို့ပြုလုပ်ပေးတာဖြစ်ပါတယ်ရှင်ယောဂတစ်ခါမှမဖြစ်ဘူးတဲ့သူတွေဆိုရင်ဒီကာကွယ်ဆေးကိုထိုးပြီးထိုးပြီးတော့ပေါ့နော်အာဒီယောဂပိုးတွေကိုကာကွယ်နိုင်တဲ့ဂုဏ်သက်တည်ကိုရရှိနိုင်မှာဖြစ်ပါတယ်ရှင်အဲဒါဆိုရင်ကိုကဘဲချိန်နေမှာဒီလူကြီးရထိုးထားတဲ့လဲဆိုရင်အထူးသဖြင့်ပေါ့နော်နံပါတ်1အနေနဲ့ကိုကဒီကျမအေဝေနန်းတယောက်ဖြစ်တဲ့ဆိုရင်တော့ဒီ MMR vaccine ကိုထိုးထားလို့ရပါတယ်ရှင်အဲဒီကောက်ွက်စေးဒီကျမအေဝ ဝန်ထမ်းဖြစ်တဲ့အခါမှာကိုကလူနာရီပေါ့နော်လူနာရီနဲ့အာဒီယောဂပိုရီနဲ့ထိတွေ့နေတဲ့အခါမှာဆိုလဲကျမတို့ဒီကောက်ွယ်ဈေးကိုထိုးထားတင်ပါတယ်လူကြီးတွေထိုးမယ်ဆိုရင်တော့တနေ့တစ်ခါထိုးရင်ပေါ့နော်နှစ်ကြိမ်ထိုးလို့ရပါတယ်ရှင်ပထမတစ်ချိန်ထိုးမယ်နောက်တော့ဒီတစ်လကြိုင်ပေါ့နော်နောက်တစ်ချိန်ထိုးလို့ရပါတယ်ရှင်းနှစ်ချိန်ထိုးပြရပါတယ်ဒါအပြင်ပေါ့နော်ဘလို့လူကြီးတွေထိုးလို့ရလဲဆိုတော့နိုင်ငံတကာပေါ့နော်အဲလက်ပတ်ပြီးတော့ခရီးသွားနေရတဲ့သူမျိုးတွေဒါမျိုးတွေဆိုလဲဒီ MMR vaccine ကိုကိုကထိုးထားပေးတင်ပါတယ်ရှင်းအထူးသဖြင့်ကိုသွားမဲ့ နိုင်ငံကိုသွားမဲ့ data မှာပေါ့နော်အဲဒီ WhatsApp တွေ၊ Jai Tour တွေ၊ပချိတ်ရောင်တွေအစားရှိသည့်ဖြစ်ဖြစ်တတ်တဲ့အခြေအနေမျိုးမှာဆိုရင်လည်းလူကြီးဖြစ်လဲဒီ MMR ကာကွယ်ဆေးကိုထိုးထားလို့ရပါတယ်ရှင်။နောက်တစ်ခုကတော့ကိုကဒီပေါ့နော်အဒီကခွေဆေးကိုတခါမှမထိုးဘူးတဲ့အကြောင်းသူအကြောင်းသားတွေဖြစ်တယ်ဆိုရင်လည်းထိုးထားလို့ရပါလိမ့်ရှင်။ဒီကခွေဆေးကိုထိုးထားခြင်းအဖြစ်ကျမတို့ကအဒီယောဂတွေပေါ့နော်ဒီ WhatsApp ရဲ့ဒီအချိုက်တိုးရဲ့ပြီးတော့ဒီပချိတ်ရောင်ယောဂတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ရှင်။ကာခွေဆေးရဲ့အကုန်သတ်တိ ရတော့သူကဒီ light time ပေါ့နော်တက်တက်တာလုံးကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီပချိတ်ရောင်ဒါကာကွယ်တာကတော့သူကနှစ် light ပေါ့နော်ယောနေသွားတာမျိုးတွေတော့ဖြစ်တတ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကနေပေါ့နော်ဒီ MMR ကာကွယ်ဆေးထဲမှာရှိတဲ့တမျိုးပါတယ်ဒီပချိတ်ရောင်ကာကွယ်ဆေးကိုလူကြီးတွေမှာထိုးလို့ရလားဆိုတဲ့မိကုံးလေးကိုဖြေချပေးသွားတာဖြစ်ပါတယ်ရှင်ကြီးရှိရပြည့်တတ်များအားလုံးကြမှာကြပါစေရှင်